ဆေးရုံတက်နေတဲ့ပုံကြောင့်ပရိသတ်တွေစိတ်ပူနေကြတဲ့ Jelly ဂျီယိုမီဒီယာတွေနဲ့ပရိသတ်တွေကြားမှာမင်းသား Jelly ကိုယ်တိုင်ဆေးရုံကတင်ပေါ်မှာလဲလျောင်းပြီးတော့ ူနာဝတ်စုံနဲ့အရှိုက်ကူထားတဲ့ဓာတ်ပုံပြန့်နှံ့လာတဲ့အတွက်အာသင်းစရာဖြစ်လာခဲ့ပါတယ်။ကိုခန့်ပညာအကျော်မော်တယောက်ဖြစ်တဲ့ဂျယ်လီယာသူရဲ့ကိုပိုင်ဒိုရင်းအကောင့်ကနေလက်ရှိဈေးရုံမှာဈေးကူတာမှုခံယူနေရလို့အတည်ပြုခဲ့ပါတယ်။ဈေးရုံကတည်းကဓာတ်ပုံကိုမျှဝေခဲ့ပြီးတဲ့နောက်အင်တာနက်အသုံးပြုတဲ့သူတွေကအမြန်ဆုံးနေပြန်ကောင်းလာပါစေလို့ဆုတောင်းခဲ့တဲ့အပြင်ပြန်လည်ကောင်းမွန်လာစေဖို့ဆုတောင်းမြတ်တာပို့တာကြောင့်မှတ်ချက်တွေပေးပို့ခဲ့ကြပါတယ်။ဒါပေမဲ့သူရဲ့အခြေအနေကမစိုးရိမ်ရတဲ့အပြင်ရေဒို ုကုသမှုခံယူနေရတဲ့အကြောင်းတချို့သတင်းတွေကဖော်ပြထားပေမဲ့ဂျယ်လီကတော့ဂျမ်းမာရင်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကိုမဖော်ပြဘဲနဲ့ဘဝရဲ့မတည်မြဲခြင်းဆိုင်ရာနောက်ထပ်စိန်ခေါ်မှုတစ်ခုကိုကြုံတွေ့ခဲ့ရတယ်လို့ဝေမျှခဲ့ပါတယ်။သူရဲ့ဂျမ်းမာရင်နဲ့ပတ်သက်တဲ့အကြောင်းအရာကပထမဆုံးအချိန်မဟုတ်ခဲ့တယ်လို့မာယွန်းရဲ့ကောလာဟာလာတွေနဲ့အချိန်ချင်းလုံးကြံခံခဲ့ရပါတယ်။ဈေးဥမတက်ခင်ရက်ပိုင်းအလိုမှာဒရိစန်နေနဲ့ကစားနေတဲ့သူရဲ့ဗီဒီယိုဖိုင်ကိုတွေ့ခဲ့ရပြီးရတဲ့နောက်ဈေးဥတင်ထားတဲ့ဆိုတဲ့တဲ့ရင်ကအာအသိသိခဲ့ရလဲဖြစ်ပါတယ်။ video လေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများရည်တင်ပါတယ်ရှင်။